မန်လေးရဒီမန်လေးရဘလို့မန်ထားတာလဲဆိုတော့ကရုံးဆိုတာရိုက်ခွဲဘူးတဲ့မန်ကလေကရုံးဆိုတာရိုက်ခွဲဘူးတဲ့ဆိုတော့အဲ့တော့အဲ့မန်လေးကိုဆရာလေးကနေပြီးတော့အမေတို့အရှင်ဘုရားတို့ကိုအဲချင်ရှားတဲ့တစ္ဆာဓမ္မတစ်ပုဒ်ပေါ့ဒါလေးကိုဟောကြားပြီးမယ်ကရုံးဆိုတာရိုက်ခွဲဖို့ဆိုတဲ့နေရာလေးမှာ ရာလေးတို့သမုဒိတစ္ဆာရယ်ပရမထတစ္ဆာရယ်အရိယတစ္ဆာရယ်ဆိုရင်တစ္ဆာ၃ခန်းရှိရမြာဘာတစ္ဆာဘာတစ္ဆာရယ်သမုဒိတစ္ဆာပရမထတစ္ဆာအရိယတစ္ဆာသမုဒိတစ္ဆာဆိုတာကတော့ဘာလဲဆိုရင်ငါဒီလိုပဲယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝါဆိုတဲ့အရာအားလုံးပေါ့အမိနာမတွေအားလုံးကဘာတစ္ဆာလဲသမုဒိတစ္ဆာဒါဆိုရင် तू ကခေါင်းပေါ့ သူကတော့ခေါင်းဆိုတာဗာတစ္ဆာလေသမုဒိတစ္ဆာဒါဆိုရင်ဆရာလေးတို့ယဟန်တန်ကတိလရှင်နေရသဘင်နေနေနေတာလားကရုံးနေနေတာလားကရုံးနေနေအဲ့တော့ကရုံးနေနေတာအဲ့ကရုံးဆိုတာလည်းဗာတစ္ဆာလေသမုဒိတစ္ဆာပဲအဲ့တော့ဒီမန်လေးရေးထားတာကဘာလဲဆိုရင်ကရုံးဆိုတာရိုက်ခွဲဖို့တဲ့ဆိုတော့ရိုက်ခွဲလို့ရတဲ့ကရုံးနဲ့ရိုက်ခွဲလို့မရတဲ့ကရုံးပေါ့နော်ဒါလေးကိုရှင်းပြပေးမှာအဲ့တော့ဒီမှာမြင်နေရတယ်ဆိုတာကဒီမှာ กระดงဆိုတဲ့သပင်းမပါတော့တဲ့တုံกระดงนี่တုံထားတဲ့သပင်းတွေကိုရိတ်ထားတဲ့အတွက်ဒီกระดงအဲ့กระดงကသမှုတိတစ္ဆာပဲအဲ့တော့ပရမတ္ထတစ္ဆာမှာတမာဒိဋ္ဌိဉာဏ်နဲ့ကြည့်မယ်ဆိုရင်ဟာဒီယုတ်ခန္ဓာကြီးကဘာရင်းနဲ့ဖွဲ့စည်းတိဆောက်ထားတာလဲတလေးပါးနဲ့ဖွဲ့စည်းတိဆောက်ထားတာတလေးပါးဘာတွေလဲမာတဲ့သဘောပြောတဲ့သဘောဘာတက်လဲပထဝီတက်ပြီးတော့ပူတဲ့သဘောအေးတဲ့သဘောစေသောတက် ပြီးတော့ဒုံးကန်တဲ့သဘော၊ထောက်ကန်တဲ့သဘော၊လှုပ်ရှားတဲ့သဘော၊ဝါရောဓာတ်၊ယိုစီးတဲ့သဘော၊ဖွဲ့စည်းတဲ့သဘော၊အာဘောဓာတ်အဲ့ဒီဓာတ်လေးပါးနဲ့ဖွဲ့စည်းတိဆောက်ထားတဲ့ရုပ်ပရမတ်တစ်ခုပဲမိ။အဲ့ဒါမှကရုံးပါလားမပါပါဘူး။မပါပါဘူးနော်။အဲ့တော့ဓာတ်လေးပါးနဲ့ဖွဲ့စည်းတိဆောက်ထားတော့ရုပ်ပရမတ်ကိုအကြောင်းခံပြီးတော့မှ အမိနာမတက်လိုက်တော့ပါလေ။ကောင်းတယ်ကရုံးနဲ့လည်းမတက်လိုက်တာ။ တကယ်တော့ညံထဲမှာကြည့်လိုက်တော့ဂရုံးဆိုတာရှာလို့တွေ့လားမင်းရှာလို့မတွေ့ဘူးတဲ့အဲ့တော့ဂရုံးဆိုတာရှာလို့မတွေ့ဘူးဆိုလို့ရှိရင်ညံအောင်မှာမြင်တာကဘာပေါင်းထားတဲ့ရုပ်လဲဓလေးပါပေါင်းထားတဲ့ရုပ်အဲ့ဒီဓလေးပါပေါင်းထားတဲ့ရုပ်တို့တည်တဲ့မြင်းမြန်တဲ့တရားလားချုပ်ပြောက်ပျက်စီးရတဲ့တရားလားချုပ်ပြောက်ပျက်စီးရတဲ့တရားသူဘာကြောင့်ချုပ်ပြောက်ပျက်စီးရတာလဲလို့မေးရင်သူဘာကြောင့်ချုပ်ပြောက်ပျက်စီးရတာလဲလို့မေးရင်မမြဲလို့ ောက်တစ်ခုထပ်ဖြည့်ပါဦး။သူဘာကြောင့်ချုပ်ပြောက်ပျက်စီးရလဲ။ဒလေးဘာနဲ့ဖွဲ့သီးပြီးဆောက်ထားတဲ့ဟာဒီမှာရုပ်တစ်ခုခေါင်းလိုလည်းပြောတယ်၊ကရုံးလိုလည်းပြောတယ်ပေါ့။အမီနာမပြည့်ညက်ကတကယ်တကယ်ကြတော့သူဒလေးဘာနဲ့ဖွဲ့သီးပြီးဆောက်ထားတဲ့ရုပ်။အဲ့ဒီဒလေးဘာနဲ့ဖွဲ့သီးပြီးဆောက်ထားတဲ့ရုပ်ဒီချုပ်ပြောက်ပျက်စီးရတယ်မဟုတ်ဘူးလား။အဲ့တော့ဘာကြောင့်သူချုပ်ပြောက်ပျက်စီးရတာလဲလို့မေးရင်ဟိုမှာဘာနဲ့လက်တာမလို့ထပ်ပြောပါဦး။သူဘာကြောင့်ချုပ်ပြောက်ပျက်စီးရတာလဲ။ခိုင်ခိုင် ဆက်ပြောကြည့်ပါဦး။သူဘာကြောင့်ချုပ်ပြောက်ပျက်စီးရတာလဲ။မတူညီသောစန့်ကျင်မဲ့ဓာတ်လေးပါတို့သည်မတူညီသောစန့်ကျင်မဲ့ဓာတ်လေးပါတို့သည်ဖောက်ပြန်နေတယ်မြာ။ဖောက်ပြန်နေတဲ့သဘောတရားတွေသည်မမြဲဘူးတဲ့ချုပ်ပြောက်ပျက်စီးရတယ်တဲ့။ အစိုးရမရဘူးလေမြဲလည်းမမြဲဘူးလေချုပ်ပြောက်ပျက်စီးရတယ်ဆိုတော့ဂရုံးချလို့တွေ့သေးတယ်မတွေ့အဲ့ဂရုံးဘလို့ရိုက်ခွဲမလဲခွဲလို့မရဘူးပေါ့နော်ဒါမှမဟုတ်အဖြေရမရသေးပါဘူးအဲ့တော့ဒန်လေးမနဲ့ဖွဲ့စည်းပြီးဆောက်ထားတဲ့မတူညီသောစန့်ကျင်ဘက်မာရင်းပျော်ခြင်းဆိုတဲ့ပထဝီဓာတ်ပူကြီးအေးခြင်းဆိုတဲ့တေဇောဓာတ်တွုံးကထောက်ကနှုတ်ရှားခြင်းဆိုတဲ့ဝါယောဓာတ် ဂျိုစီးခြင်းဖွဲ့စည်းခြင်းဆိုတဲ့အဘောတက်ဓလေးပါမတူညီသောစန့်ကျင်ဘက်ဓလေးပါအနေနဲ့ဖွဲ့စည်းတည်ဆောက်ထားသောရုပ်ပရမတ်တစ်ခုသည်သူ့ရဲ့သဘောတရားသည်ဖောက်ပြန်ပြီးတော့ပျက်စီးနေတယ်။ဖောက်ပြန်ပျက်စီးနေတဲ့ရုပ်သည်အစိုးမရတဲ့အနတ္တမမြဲခြင်းသဘောနဲ့ပျက်စီးတဲ့ဒုက္ခမမြဲနေတာအနိစ္စဆိုတော့ဘာကြောင့်မမြဲတာလဲဘာကြောင့်အစိုးမရတာလဲဘာကြောင့်ပျက်စီးတာလဲဆိုရင်ဘယ်လိုပြောမလဲ ဘာကြောင့်မမြဲတာလဲဘာကြောင့်ပျက်စီးတာလဲဘာကြောင့်ချုပ်ပြောက်တာလဲမတူညီသောစန့်ကျင်မဲ့မတူညီသောစန့်ကျင်မဲ့ဓလိပါးတွေရဲ့ဖောက်ပြန်ပျက်စီးနေတဲ့သဘောတရားတို့ဒီဘာကြောင့်ဖောက်ပြန်ပျက်စီးရတာလဲလို့မေးမမြဲလို့လဲပျက်စီးတယ်အဆိုးမရလို့လဲပျက်စီးတယ်ပျက်စီးနေတဲ့သဘောတရားတွေဒီဘာကြောင့်အဆိုးမရတာလဲဘာကြောင့်မမြဲတာလဲဘာကြောင့်ပျက်စီးတာလဲလို့မေးရင်ဖြေကြည့်ပြီးအမေတို့စန့်ကျင်မဲ့တဲ့ကိစ္စ ဟုတ်တယ်လေဆန့်ကျင်မဲ့ဓာတ်ကြီးလေးပါတွေမလို့ဖောက်ပြက်နေတာကမမြဲလို့လည်းပျက်စီးတယ်အဆိုးမရလို့လည်းပျက်စီးတယ်အဲ့ဒီဖောက်ပြက်ပြီးတော့ပျက်စီးသွားတဲ့ဓာတ်ဟိုတယ်မက်တီတီဘာကြောင့်ဖောက်ပြက်ပြီးတော့ပျက်စီးရတာလဲဘာကြောင့်မမြဲတာလဲဘာကြောင့်အဆိုးမရတာလဲလို့မေးရင်ဘယ်လိုဖြေမလဲ ဘာကြောင့်မမြဲတာလဲဘာကြောင့်ဖောက်ပြန်နေတာလဲဘာကြောင့်ပျက်စီးသွားတာလဲဘာကြောင့်ဆိုးမရတာလဲဆိုရင်တဲ့အဖြေကငါဒီလိုပဲယောက်ျားမိမပုပ်ကိုတက်တော်မဟုတ်လို့ပါပဲပုပ်ကလစီဝါအတ္တအသက်လိမ့်ပြမရှိလို့ပါပဲအထဲကိုလေမရှိလို့အဆိုင်ခဲတွေမရှိလို့ယောက်ျားမိမပုပ်ကိုတက်တော်ဆိုတာမရှိလို့ဖောက်ပြန်နေတယ်ပျက်စီးရတယ်အဆိုးမရဘူးတွေ့တာမေးတရားလေးကပ်ပြီးတော့ မင်းခွန်းလေးကိုမဖြေနိုင်ပါဘူးတွေ့လားအဲ့တော့အမင်းထဲမှာငါတို့တွေကယောက်ျားမိမှာပုံကတက်တော့ဝါမရှိဘူးဆိုတော့ကရုံးဆိုတာဘယ်နှမှာလဲမင်းရှိသေးလားမရှိဘူးဆိုရင်အဲ့ကရုံးကရိုက်ခွဲလို့ရပါမလားဒါပဲရိုက်ခွဲเสียကရုံးရှာလို့တွေ့သေးလားမတွေ့ဘူးတို့တော့ဒီမန့်ပိုင်ရှင်ရပါလေကဒုံးဆိုတာရိုက်ခွဲဘူးလေဆိုတော့သူ့ရဲ့ပြောဆိုလိုက်တဲ့စကလုံးတည် ူရေးလိုက်တယ်ဂရုံဆိုတာရိုက်ခွဲဖို့ဆိုတာကကာယတင်္ခါရပြုလုပ်လိုက်တာမဟုတ်ဘူးလားဒါဆိုရင်သူရဲ့ကာယတင်္ခါရကိုပြုလုပ်လိုက်တာဒီကာယတင်္ခါရပြုရတဲ့အကြောင်းတရားဘာလို့လဲကရုံးဆိုတာရိုက်ခွဲဖို့လို့သူရေးလိုက်တယ်ကာယတင်္ခါရပြုလုပ်လိုက်ပြီကာယတင်္ခါရပြုလုပ်လိုက်တယ်အဲ့ကာယတင်္ခါရပြုလုပ်လိုက်တော့ဘာဘာတူကြောင်လဲစေတနာစေတနာစိတ်နဲ့စေတနာနန္တရားစိတ်ချက် ဲ့ဒီစိတ်ကနေပြီးတော့ကတုံးဆိုတာရိုက်ခွဲဖို့ဆိုတော့ကာယတင်ခါရယုတ်ကပြုလုပ်လိုက်တယ်ဒါဆိုရင်သူ့ရဲ့စိတ်ကဘာနဲ့ပူပေါင်းလာတာလဲဒေါသနဲ့ပူပေါင်းလာတယ်ပြုလုပ်လိုက်တဲ့ကာယတင်ခါရဒေါသကကုတုလားအကုတုလားဒါဆိုရင်ပုဂ္ဂိုလ်တတဝဟုတ်သေးလားမဟုတ်ဘူးဒါဆိုရင်အကုတုဒီဘုသူ့ကိုကျေးဇူးပြုမှာလေအဲ့အကုတုသမားကိုပဲပြန်ကျေးဇူးပြုမှာဒါဆိုရင်သူ့ရဲ့မနောကံကဒေါသနဲ့ကရုံးဆိုတာရိုက်ခွဲဖို့ဆိုတော့ကာယတင်ခါရပြုလုပ်လိုက်တယ်ကာယကံ မနောတင်္ခါရကကြတော့မနောကံကဒေါသနဲ့ပေါင်းပြီးတော့စေသောတိုက်တွန်းလိုက်တဲ့မနောကံခေါင်းဆိုတာရိုက်ခွဲဖို့ဆိုတော့ပြုလုပ်လိုက်တဲ့ကာယကံဆိုတဲ့မနောအာကုတုတင်္ခါရကြောင့်ကာယအာကုတုကံတွေကိုပြုလုပ်လိုက်ပြုလုပ်လိုက်တဲ့အခါမှာ အဲ့ဒီအာကုတ္တကံဒီဘုသူ့ကိုကျေးဇူးပြုမှာလေပြုလို့သူကိုပဲကျေးဇူးပြုမယ်အဲ့ဒါကံနေရမှာပဲနီအဲ့ဒါကိုကိလေသာဝင်ကံမဝင်မိမိရဲ့စိတ်ကတဘာသူကိုထိခိုက်အောင်ကြံစီလိုက်တာဒီမိမိရဲ့အာကုတ္တမနောကံမဟုတ်လားအဲ့ဒါကိလေသာဝင်ပဲမီဘာလို့ရိုက်ခွဲမယ်ဆိုတော့ကာယကံမြောက်မဟုတ်လားမီအဲ့ဒီလိုမျိုးပြုလို့လိုက်တာဒီကိလေသာဝင်ကံမဝင်ပဲအဲ့ကိလေသာဝင်ကံမဝင်ဒီအကြောင်းကိုပြန်ရှာကြည့်တော့ဒေါသနဲ့ပြုလို့လိုက်တဲ့ကံဒေါသနဲ့တိငရဲပြေဆိုတော့သူ့ရဲ့ငရဲကိုသူကိုယ်တိုင် ဖောက်ထင်းပြီးတော့စင်းသွားတာအဲ့ဒါကိုမိစ္ဆာအကျင့်ကျင့်တယ်လို့ခေါ်တယ်မိရဲ့ဟုတ်လားဒါကြောင့်မို့တတဝါတိုင်းတတဝါတိုင်းဖြစ်ပေါ်လာရတဲ့အကြောင်းတရားဒီလောဘနဲ့ပြုလုပ်လိုက်တဲ့ကံဒေါသနဲ့ပြုလုပ်လိုက်တဲ့ကံမောဟနဲ့ပြုလုပ်လိုက်တဲ့ကံအာလောဘနဲ့ပြုလုပ်လိုက်တဲ့ကံအာဒေါသနဲ့ပြုလုပ်လိုက်တဲ့ကံတရားတို့ဒီအကျိုးပေးဒီဗာလဲဝိဘက်ဝိဘာကဝအကျိုးခန္ဓာရမယ်အကြောင်းကိလေသာဝိနကံမောက်သူကခေါင်းကိုရိုက်ခွဲမယ် အဲဂရုံးဆိုတာရိုက်ခွဲဖို့ဆိုတာကမနောကဒေါသနဲ့ကြံစီလိုက်တယ်မနောကံမနောအာကုတုကံအဝိဇ္ဇာတဏဥပဒံရိုက်ခွဲလိုက်မယ်ကာယကံဆိုတော့တင်္ခါရကံမှာဘဝအကြောင်းကိလေသာဝဏကံမှာဘဝအကျိုးကအပယ်လေးပါဝိဘက်အကျိုးခန္ဓာရမှာဒါကြောင့်မလို့မိမိပြုလုပ်လိုက်တဲ့တင်္ခါရတရားတို့ဒီလေမိမိကိုပဲကျေစုပြုပါတယ်ဒါကိုဗာဏိယာမလို့ခေါ်တာလဲဆိုရင်ကံဏိယ ထက်ပြောရင်ပုဂ္ဂိုလ်တတ္တဝါမပါတဲ့အတွက်ဓမ္မနိယာမလို့ခေါ်ပါရည်အဲ့တော့မတ်ပိုင်ရှင်ကလေးကြီးမိမိရဲ့ကျန်စီမှုနဲ့မိမိရဲ့ပြောဆိုမှုတို့သည်မိမိကိုယ်တိုင် အကျိုးပေးတာဖြစ်တဲ့အတွက်အဲ့ဒါကိုကံကံရင်အကျိုးလို့ခေါ်ပါရည်ကံနိယာမဆိုတာပြောင်းလဲမသွားပါဘူးအစိုးမရတဲ့အနတ္တကိုယ်တိုင်မိမိရဲ့မနောကံဒီမိမိစီမှာရှိပါတယ်မိမိရဲ့ကာယကံဒီလည်းမိမိစီမှာပဲရှိပါတယ်အဲ့ဒီတော့ဒါလေးကြီး လူဘဝဆိုတာနှစ်ခါမရနိုင်ပါဘူးအဲ့ဒီတော့အကောင်းဆုံးလူဘဝကို အပယ်လေးပါခန္ဓာနဲ့ငါသားလေးမလဲပါနဲ့နော်အမားဆိုတာဝင်ချတောင်းမှရင်ကျေနိုင်ပါတယ်ハハハハ